မင်္ဂလာပါရှင်။မွေး channel လေးကနေပြန်လည်ကြိုဆိုလိုက်ပါတယ်။ဒီမှာတော့ဆရာဖေမင်းရေးသားတဲ့အပြောင်မြောင်ဆုံးဘဝတစ်ခုတိဆောက်ခြင်းဆိုတဲ့စာအုပ်လေးရဲ့အခန်း၅ကိုဆက်လက်ဖတ်ပြမှာဖြစ်ပါတယ်။ဒီခန်းလေးထဲမှာတော့အပြောင်မြောင်ဆုံးဘဝတစ်ခုဖြစ်အောင်တိဆောက်ရမှာရဲဝံ့ပြက်သားစွာဆုံးဖြတ်ဆောင်ရွက်ဖို့ဟာဘလောက်ရည်ကြီးတယ်လဲဆိုတာကိုရှင်းလင်းပြထားတဲ့အခန်းလေးပဲဖြစ်ပါတယ်။ နားဆင်ကြည့်ပါအောင်ရှင်ပြက်ပြက်သားသားဆုံးဖြတ်လုတ်ကင်တဲ့ခြင်းတိုက်ရမီလားဆုတ်ရမီလားမကွဲပြားသည့်အခါတိုင်းမင်းစနုတ်တိုက်ရန်ဆုံးဖြတ်မည်ဖြစ်သည်ဟု၍အင်္ဂလိပ်ရေးကြောင်းဘုဇုံ Holy Shonelism ကပြောကြားခဲ့ပူသည်နယ်လဇင်သည်ပြင်သစ်စစ်ဘရင်နပိုလီယန်၏ရေးတက်ကြီးကို အောင်မြင်ခဲ့၏ထို့ပြင် Traforgla တိုက်ပွဲတွင် ပြင်သစ်နဲ့စပင်ရည်တကြီးနှစ်ခုလုံးကိုချိန်မုံနိုင်ခဲ့၏။နယ်လဇင်အားရာဇဝင်တွင်ထင်ရှားသော ရေချောင်းစစ်သူရဲကောင်းတဦးအဖြစ်သူ ပို့ဆောင်ပေးခဲ့သည့်အထူးရည်ချင်းကအထက်တွင်ဖော်ပြခဲ့သည့်သူ့စကားတွေကအတိုင်းရဲဝံပြတ်သားခြင်းဖြစ်၏။ဆုံးဖြတ်ချက်တစ်ခုကိုပြတ်သားလျင်မြန်စွာချမှတ်နိုင်စွမ်းရှိခြင်း ဆုံးဖြတ်ပြီးသည့်အရာကိုမဆိုင်မတော့ ထလုံတက်ခြင်းတို့သည်ပင်များစွာသောသူတို့အတွက်အောင်မြင်မှုရစီသည့်အခြေခံအကြောင်းရှင်းများဖြစ်ခဲ့သည်ဂျာမန်စစ်ဗိုလ်ချုပ်ဖွန်မုတ်ကဲနီစာဘုတ်ကမူပထမချိန်စားပါထို့နောက်စွန့်စားပါဟု၏ဖြစ်သည် သူကစာမုတ်အတိုင်းတကယ်လို့သူဖြစ်သည် သူဒီတစုံတရာကို ဆုံးဖြတ်ခြင်းပြုမီတတိကြီးစွာထား၍လ ీల ာစူဇန်သည် အကျိုးအပြစ်ကိုစနစ်တကျဝေဖန်သုံးသပ်ခြင်းပြုသည်သို့သောလုံတော့မီဟုဆုံးဖြတ်ချက်ချပြီးသည့်အခါတွင်ကနောက်လည်းမကြည့်တော့ရေရေဝွန်ဆွန့်ဆွန့်ဆာဆာတခါတရံမဲ့မဲ့ကန်ကန်ဟုအထင်ခံရလောက်အောင်မင်းပြက်ပြက်သားသားဆောင်ရွက်တတ်ပေသည်ခေါင်းဆောင်အင်ကာရဲ့ပြက်တနာတရံနှင့်ပတ်သက်၍တိကျရေရသောဆုံးဖြတ်ချက်တစ်ခုလျင်မြန်စွာချမှတ်နိုင်စွမ်းရှိခြင်းသည် ခေါင်းဆောင်ဖြစ်လာသူတိုင်း၌တွေ့ရှိရသည့်အယိချင်းတရက်ဖြစ်သည်တနည်းပြောရလျင်ပြက်ပြက်သားသားဆုံးဖြတ်လုတ်ကင်တဲ့ချင်းသည်ပင် အကြီးအကဲဤလက္ခဏာတရက်ဖြစ်သည်ဟုဆိုနိုင်သည်ဇဝေဇဝါခြီုံချတုံဖြစ်နေသည့်လူစုကြားထဲတွင်တစုံတရာကိုတိကျပြက်သားစွာ ဆုံးဖြတ်ပြောဆိုရဲသူသည်ခေါင်းဆောင်ဖြစ်လာတဲ့ချင်းမှာတမနာပင်ဖြစ်သည်စင်စက်ကို့ဥတီချက်ကို ကိုတီကယင်ဥတီယာတို့တန်တန်မတ်မတ်ရှောက်တတ်သူမျိုးသာပန်းနိုင်အောင်စမြင်ဖြစ်သည်ခြေုံချလုံးတမဟိုဘက်ဒီဘက်အချိန်ဆလုံးကချိန်ခွင်လက်ကမချနိုင်ဖြစ်နေသူများကဥတီချက်မရေရာသည့်အလျာဘယ်ပန်းနိုင်သူမှမရှောက်နိုင်မရောက်နိုင်ပြီထိုသူမျိုးတွင်ဘာအရှိန်ဝါဘာဩစာမျှမရှိ သူတို့အမြင်သူတို့ယူဆကိုမြည်သူမျှမလေးစားအာမကူ အရေးကိစ္စကြုံတာနေမိသူမှခေါင်းဆောင်မတင်တတ်ပြီမရေရာမပြတ်သားသူများ၌အ धिक ဒုက္ခပေးနေသည့်အချက်ကဘာကိုမှမပြစ်နိုင်ခြင်းဖြစ်သည် သူတို့သည်ပြည့်ရမှာကလည်းအစီနဲ့တဝင်းဝင်းစားရမှာကလည်းတဲ့နဲ့ဆက်ဆက်ဆိုသော အနေထားမျိုးကို အမြဲရင်ဆိုင်နေကြသူများဖြစ်သည် ပြက်သားတူရင်းကပြင်းပြီးဆိုရင်အစီနှမျောမနေနှင့် စားမီဆိုရင်တဲကြမနေနင်းဟုတွေးကတခုခုယရိပြန်ဆုံးဖြတ်မည်ဖြစ်၏စေယောကတမျိုးတခါကစာရေးသူသည်စေယောကစေယုံ၌ထို့သောဆုံးဖြတ်ချက်မကြနိုင်သူလူနာတို့တွေ့ရဘူး၏နနေစာစာခါနီအချိန်ကော်ဒေတာမှာရက်နေသည့်လူနာများကြားသူတုတ်တုတ်ပြပြရောက်လာကနီးရလူတူအားဝက်သားနဲ့ကြက်သားဘာဆိုင်ရင်ကောင်းမလဲ ဝတ်တော်ကြောက်တယ်ဟုမေး၏အမေခံရသူကမဖြေနောက်တူကိုမေးပြန်၏အဖြေမရထို့နောက်တွင်လူနာထင်းတူဟာ၎င်းတိုင်းမေးပြန်သည့်အခါလူနာထင်းကဝတ်ကြောက်ရင်စစ်သားစားဖို့ဟုဖြေလိုက်၏ထိုအခါတွင်မှဆုံးဖြတ်ချက်ရသွားသောထိုလူနာခမညာဝတ်ကြောက်ရင်စစ်သားစားဝတ်ကြောက်ရင်စစ်သားစားဟုရေရွက်ကထွက်သွားနိုင်ရှာတော်သည်လူနာထင်းနှင့်သာမတွေ့ပါက သူဒီတဆောင်လုံးလှဲ့ပတ်ပြီးမင်းနေမိလားပြောတတ်ပြီစင်စစ်သူအမေးမှာပင် အဖြစ်အတွက်လမ်းစာပါနေပြီဖြစ်၏သို့တော့သူအဖြစ်ကို သူရည်ပြပြယူရဲပြီသူတပားကဆုံးဖြတ်ချက်ချပေးလိုက်သောအခါမှသူစိတ်တွင်ပြတ်သားသွားပြီသည်ဝတာစားခြင်းဟန်တူပြီးဝက်ကိုလည်းကြောက်နေသော စိတ်ရောဂါဒိအဖြစ်မျိုးကို စိတ်မှန်လူလူကောင်းများလောကမှာလည်းမကြာခဏတွေ့ရတတ်ပါ၏ဥပမာ ကျွန်တော်လည်းဖေးဆိုင်ဖွင့်မလို့ဗျာဒါပေမဲ့ဒီနားမှာဆိုင်ခွင့်တွေးကြမှာဗျဆိုတော့စကားမျိုးကျွန်တော်ကန်ထရိုက်လုပ်ရင်ကြီးပွားမှာဗျဒါပေမဲ့ကန်ထရိုက်လုပ်မယ်ဆိုရင်ဒီလူကထွက်မှာဖြစ်မှာဆိုတာမျိုးဒီလူတွေအဖြစ်မှာလက်ထဲကမဟုတ်ဇာလဲစားပစ်ချင်းဒီကုံသွားမှလည်းကြောက်သည်ဆိုတော့ကလေးတယောက်ဤအဖြစ်မျိုးနဲ့လည်းစင်တူလာသည်ပြတ်သားသူတွေအတွက်ကရှင်းသည်နှစ်ခုမရနိုင် တခုပဲရမည်ဆိုသည့်အနေအထားမျိုးတွင်စွန့်လို့ရမည်အရာကို တွေးနှမျောမနေပဲမိမိဆန္ဒပူပြင်းပြသောအရာကိုရွေးချယ်လိုက်မည်ပဲဖြစ်သည်လက်ဖက်ရည်ဆိုင်တိတ်ဖွင့်ခြင်းနှင့်တွေးကြောင်းမနေနှင့်တကယ်ကြီးဝါခြင်းနှင့်လက်ရှိအလုပ်ကိုစွန့်ပြစ်လိုက်မုံတိတ်စားခြင်းနှင့်နောက်ခါလာနောက်ခါစီဘာမှမတွေးနဲ့စားပြစ်လိုက်ဒါပဲဖြစ်သည်ပြတ်သားခြင်း၏အကျိုး ဘယ်ကိစ္စမဆိုပြက်ပြက်သားသားလှင်းလင်းမြန်မြန်ဆုံးဖြတ်တတ်သောအလေးထားရှိသူမှာဇဝေးဇဝါမရေရာသမားထက်တပန်းတာသောအချက်တွေများစွာရှိသည်ဆုံးဖြတ်ချက်မြန်မြန်ကျသဖြင့်အလုံးမြန်မြန်လှုပ်ဖြစ်သည်အလုံးလုံးရန်အချိန်ပိုရသည် သူ့လောသူ့လောတွေးတော်ရင်အင်အားမကုန်ခံရသဖြင့်သူ့မှာဆွမ်းအားပို၍ရှိသည်ပြက်ပြက်သားသားဆုံးဖြတ်ထားသူဖြစ်သဖြင့်တစ်တန်တကြွမှုရှိသည် နောက်မဆုတ်သောစိတ်ဓာတ်နှင့်ဇွဲတက်သည့်လည်းရှိသည်။လင်းမြန်စွာဆုံးဖြတ်လုတ်ကင်တော်သူသည်တခါတည်းရန်မှားတတ်ပါသည်။သို့သောများများဆုံးဖြတ်များများထလုံတော်သူသည်တခါတည်းရန်အမားကိုများများဆဆအမှန်နှင့်ပြန်ထေးနိုင်သည်။စည်ရင်ချုပ်သည့်အခါ၌များပြားသော အမှန်လောက်ရတွင်အကျိုးရလတ်များထင်ရှားထွက်ပေါ်လာမည်ဖြစ်သည် ချိန်ရင်ဆိုင်ရင်အကျိုးအပြစ်တွင် အချိန်ကုန်သူများက အမားမလုံးမိပဲရှိနိုင်တော့လေတကယ်စည်ရင်ချုပ်သည့်အခါ၌အချိန်တွေကုန်ဆုံးရင်စွမ်းအားတွေခန်းချောက်ခြင်းအခွင့်အရေးတွေလွတ်လွတ်ရခြင်းတို့ဖြင့်ရရှိအတွေ့အရှုံးထွက်မည်ဖြစ်ပေသည်မာခြင်းမှာမှန်ခြင်းမှန်မြ мян ဆန်ဆန်လုတ်တက်ခြင်းနဲ့မပြတ်မသားမရေရာပဲအချိန်ကြာရှည်ဆွဲနေတတ်ခြင်းစသည်နှမျိုးစလုံးပင် လူစရိုက်တဘာဝများကြီးဖြစ်ရာ အခြားအခြားသောစရိုက်တဘာဝများနည်းတူပို၍ဆွဲမြဲထက်တန်အောင် လုပ်ရလေရနိုင်။ယောဘားပြောက်ကွယ်အောင်ဖြောက်ပြည့်၍လေရနိုင်။အရေးကြီးသည်မှာအလိအကျင့်ဖြစ်၏။ဘေးရာမဆိုးလေ့ကျင့်နေရင်တိုးတက်ထင်မြင်လာ၍မလေ့ကျင့်မဲထားလျင်ဆုပ်ယုပ်မင်းမိန်သွားတတ်သောသဘောရှိ၏။စာရေးသူတည်ကြွမှုသောလူငယ်တို့အကြောင်းပြောပါမည်။ ၎င်းလူငယ်သည်မိတိကိစ္စမစုံအကျိုးထက်အပြစ်ကို၎င်းအောင်မြင်မီထက်ရှုံးနိမ်မီကို၎င်းပို၍တွေးမြင်နေမိတဲ့ရာတဖြည်းဖြည်းဘာမှမလုပ်ဖြင့်မကင်ပြတ်တော်ပဲအလိုလျောက်ရေးနေသူတယောက်လိုဖြစ်နေခဲ့ရသည်တိုးတော်၎င်းလူငယ်သည်မိမိကိုမိမိစီစစ်သုံးတန်ရင်မိမိအားရှင့်မတိုးနိုင်အောင်တားဆီးနေသောမိမိကိုယ်တိုင်ဇယိုက်တဘာဝကို တွေ့မြင်လာသည် ထို့ပြင်သူသည် သူပတ်ဝန်းကျင်ရှိ အောင်မြင်နေသူများနှင့်မအောင်မမြင်ဖြစ်သူများ၏စိတ်နေသဘောထားများကိုပါနှိုင်းရှင်လေလာကလောက၌အပြုပဲ့အတွေ့ပေါ်စတဲ့တင်ကင်းနှင့်အောင်မြင်ရမည်ဟူသော စိတ်ဓာတ်တို့၏အရေးပါပုံကိုတည်မြင်လာသည် သူဒီမူလားကမပြတ်မသားမရေရသူအရာရာကိုခြေလုံးဆလုံးလို့သူဖြစ်သည် ိစတခုအတွက်အပြီးသက်ဆုံးဖြတ်ချက်ချရမှာကိုသူအလွန်ကြောက်သည်ဘယ်ကိစ္စမှမဆိုတန်လန်းကလေးတွေယာယီဆုံးဖြတ်ချက်ကလေးတွေအကယ်၍အစင်မပြင်းရင်နောက်ကြောင်ပြန်နိုင်ရှောင်းထွက်နိုင်ပြီးခဲပေါက်ကလေးတွေသူ့လုံထားတတ်သည်စင်စစ်တူးတွေမတော်တဆထိခိုက်နစ်နာခြင်းမရှိအောင်သူဓာရီလုံထားခဲ့ခြင်းဖြစ်၏သို့တော့ဓာရီလုံတတ်သည့်အကျင့်ကြောင့်ပင် သူမာများစွာထိခိုက်နစ်နာခဲ့ရသည်ဆိုတာသူယခုတဘောပေါက်ပြီဖြစ်၏ရှေ့မတိုးမီနောက်ဆုတ်ဖို့ခြေလမ်းပြင်ထားသည့်အလုံမျိုးကိုသူမလုံတော့ပြီမြည်သည့်ပြဿနာအတွက်မဆိုဆုံးဖြတ်ပြီးဆိုရင်ယရိပြန်ပြီးရင်ဆုံးဖြတ်ချက်အရာလောက်ရမည့်အရာကိုမြ мян ဆန်ဆန်လုပ်သည် နောက်ဖက်ပြန်လှည့်ကြည့်မနေတော့သူလောသူလောတွေးတော့မနေတော့မူလားကမဝင်မရဲသူမိမိကိုယ်ကိုယုံကြည်စိတ်ချမှုမရှိခဲ့သူသည်ယခုရဲရဲဝင်းဝင်းလောက်တတ်သူ ကိုကိုကိုယုံကြည်မှုအပြည့်အဝရှိသူဖြစ်လာသည်တနှစ်သာသာကာလအတွင်းမှာပင်၎င်းလူငယ်သည်ရောင်းချာချာအယားမွင်သူတဦးဘဝမှာပဲဆုံးဖွံ့ဖြိုးအောင်မြင်က အများလေးစားယုံကြည်ခြင်းခံရသူတဦးဖြစ်လာခဲ့သည်မပြတ်သားသူဘဝနှင့်ပြတ်သားသူဘဝ၏အနေထားများကစာနယ်ဇင်းများတွင်ပါဝင်လေးရှိသည့်စေမစားမီပုံနှင့်စေစားပြီးပုံလို့လောက်ပြီးခြားခြားနာနာကွဲပြားလာပြီသည် လူနှမျိုးယနေ့ခေတ်ကဘာကြီးကတန်မောင်းနီးတောင်ကြုံများသောလူသားပေါင်းတို့နှင့်ပြည့်တင်းနေသောကဘာကြီးဖြစ်၏။လူရည်ပြည့်တင်းလာသည်နှင့်မျှကဘာပေါ်၌မိမိအတွေ့မနှိမ်ကြတော်နေရာတစ်ခုရရှိရန်ကြိုးပမ်းအားထုတ်မှုများမှလည်းပို၍ပို၍အရှိန်အဟုန်ပြင်းထန်လာ၏။ကဘာပေါ်၌တွန်းတိုက်တိုးတက်ရန်ကြိုးပမ်းသူများနှင့် အတွန်ထုတ်ခံအဖိအနှင်းခံသူများဟူသော လူနှမျိုးနှစားမှာတဏီတခြားပို၍ပို၍ကွဲပြားစွာဖြစ်ပေါ်လာနေ။ယနေ့အချိန်တွင် ကိုလန်းကိုထွင်းကကိုတိုးတက်မှုအတွေ့ကိုလှုပ်ရှားယုံကန်သွားနိုင်သူမဟုတ်လျင်သူတပားချာမှာအဖိအနှင်းခံပြီး ပြားသွားမှတည်ကြ၏။စင်စာတွေ့ဝင်နေသူဒုလောဒုလောခြုံချတော်ဖြစ်ကငေးမှိုင်နေသူပြက်သားတွေဒီ ပြက်သားတက်ကြွသူတခုခုကိုတည်တည်ဆဆာဆုံးဖြတ်၍ရင်းတစ်ခုအတွင်ဇကုတ်ဇခဲလုတ်တက်သူတွေဤတွန်ထိုးခြင်းကိုခံရမည်ခလုတ်တိုက်ခြင်းတင်းနှင်းခံခြင်းခံရမည်ခိုင်းစီခြင်းကျွံပြူခြင်းအတုံးချခြင်းတို့ကိုခံသွားရမည်ဖြစ်သည်စင်စာဆင်ခြင်သောဉာဏ်ရှိရမည်မိမိစင်စာဉာဏ်ဤဝေဖန်ပိုင်းခြားဆုံးဖြတ်မှုကိုယုံကြည်စေရှိရမည်ထို့နောက်ထိုဆုံးဖြတ်ချက်ကို ပြက်ပြက်သားသားအကောင့်ထဲပေါ်ရမည် ဤဒီမှာထမြအောင်မြင်သူ လူအများကိုဥဆောင်နိုင်သူတို့ဖြစ်လာရေးအတွက်လိုအပ်ချက်များဖြစ်၏မပြတ်သားသူဂျင်မီကာတာအချို့လူများမှာ အခြားသောအရေးချင်းပြေဝပါလေပြပြသားသားဆုံးဖြတ်ဆောင်ရွက်နိုင်မှုမရှိခြင်းတည်းဟုတော့အာနေချက်တစ်ခုကြောင့်ပင်မအောင်မမြင်ဖြစ်ကြရသည်ထင်ရှားသောဥပမာတာရကတစ်ခုအနေဖြင့်အမေရိကန်ပြည်ထောင်စုသမ္မတဟောင်းဂျင်မီကာတာကိုပြပါမည် ဂျမီကာတာသည်ပညာရတယောက်ဖြစ်၏အထွေထွေဘုဒ္ဓတနိုင်ငံရေးဘုဒ္ဓတကျွယ်ဝ၏တစိမ့်တစ်ချက်မရွေလူအများအားယင်းဤဖော်ရင်စွာဆက်ဆံတတ်၏ထို့ပြင်ဇွဲနဘဲကြီးသူလည်းဖြစ်၏သူသည် ထိုရည်ချင်းများကိုအာကိုပြုကာတာမန်လွှတ်တော်အမတ်တို့ဘဝမှာသမရာဆင့်တို့တလန်နိုင်၏ဆန္ဒမဲ့ပေးသူတို့သည်မဲဆွယ်စီယုံသည့်ကိစ္စတွင် အာချိုးမှန်တဲ့ရှိလာသည့် သူဤဇွဲစိတ်တဲ့ရုပ်ရည်တံပြန်၍ဖြောင့်မတ်တည်တည်ဟန်ရှိသော သူအတွင်အပြင်အတိညာဉ်ပညာရှိ၍စဉ်စားမျှော်မြင်တတ်ဟန်လည်းရှိသော သူပုံတရံတို့ကြောင့်သူအားသဘောကျရွေးချယ်ခဲ့ကြသည်တို့တော်သမရဖြစ်တာဝန်ထမ်းဆောင်ဒီခါ၌ကသူအကြံအတဲကြုံရတော်သည် အမေရိကန်ပြည်၌သမရဟူတီတိုင်းပြည်၏ကောင်းကျိုးဆိုးကျိုးတွေဆုံးဖြတ်လုပ်ကင်ရန်အလွန်ကြီးမားသောအာဏာများပေးအပ်ခြင်းခံထားရသူဖြစ်၏သူဒီတိုင်းပြည်စီးပွားရေးကိုတာဝန်ယူထားရတဲ့ကဲ့သို့နိုင်ငံရေးကိစ္စများတွင်လည်းခေါင်းဆောင်ဖြစ်၏စစ်မရေးရာများပေါ်ပေါက်လာသည့်အခါ၌မူသူသည်နိုင်ငံ၏အမြင့်ဆုံးဆက်တင်နာပတိအဖြစ်ဆောင်ရွက်ရ၏သူသည်စီးပွားရေး နိုင်ငံရေးစစ်ရေးစသည့်ကိစ္စအဝဝတို့တွင် တိုင်းပြည်အကျွမ်းကျင်ဆုံးအလိမ္မာဆုံးအနှံ့ဆက်ဆုံးဆိုသောပုဂ္ဂိုလ်များကို အကြံမီအရာရှိများဖြင့်ခေါ်ယူခံထားနိုင်တွင်ရှိခံလဲခံထား၏တို့တော်ရေးကြည့်သည့်တုတာဝင်ကထို့အကြံမီပုဂ္ဂိုလ်တို့အကြံပေးလာတင်ပြလာသည့်များကိုနားထောင်ကရင်ထဲမှအတင်တော်ဆုံးအကြံဉာဏ်ကိုရွေးချယ်ရယူရန် သို့မဟုတ်ယင်းအကြံပေးခြင်းများကိုစင်စာစင်ငင်ကမိမိကဆုံးဖြတ်ချက်တစ်ခုခုချမှတ်ပြီးလက်အောက်ရှိလူများအားအမိတ်အဖြစ်ခိုင်းစီရန်ဖြစ်သည်ထို့ကြောင့်တမနာတဦး၌လိုအပ်သည့်အကြီးမားဆုံးအရာချင်းသည် သူတစ်ပါးအကြံပြုခြင်းများကို ဝေဖန်သုံးသပ်၍တိကျပြတ်သားသော ဆုံးဖြတ်ချက်တစ်ခုချမှတ်တတ်ရည်ဖြစ်သည် ဥပမာစစ်မဲ့ဖြစ်ပွားနိုင်သည့်အနေအထားတစ်ခု ပေါ်ပေါက်လာသည်ဆိုပါစို့ပထမဆင်းစဉ်းစားဆုံးဖြတ်ရမည်မှာတိုက်တဲ့မတိုက်တဲ့ဟူသောအချက်ဖြစ်၏ဤအနေအထားမျိုးတွင်တမရ၏စည်ရေးစရာအကြံပေးပုဂ္ဂိုလ်များသည်အ धिक အားဖြင့်အယူအဆနှမျိုးတင်ပြကြမည်ဖြစ်၏တမျိုးမှာတိုက်တဲ့သည်ဟူသောယူဆဖြစ်၍နောက်တမျိုးမှာမတိုက်တဲ့ဟူ၏ဖြစ်မည် သမတသည်ငင်းကြံပြုတ်ကျနှမျိုးကိုနားထောင်က တခုခုကိုရွေးချယ်ရမည်ဖြစ်သည်အကြောင်းမူတိုင်းမီကညမာတွေ့အမြင့်ဆုံးလောက်ကင်နိုင်ခွင့်အာနာသည် သူ့လက်ထဲ၌ရှိနေသောကြောင့်ဖြစ်သည်တိုင်မီကိုဆုံးဖြတ်နေမိတို့တိုင်မီမိသည့်အချိန်တိုင်မီဆက်သဖြင့်နောက်ထပ်ဆုံးဖြတ်ချက်အဆင့်ဆင့်ချမှတ်ကဆက်ပွဲအောင်နိုင်ရေးအတွက်ပြင်ဆင်စရာရှိသမျှကို ပြင်ဆင်ကြရမည် မတိုက်ဘူးဆုံးဖြတ်လျင်မိမိတိုင်းမြေအတွက်အကျိုးမြတ်ဖြစ်စေမည့်လုပ်ငန်းများကိုလုပ်ကိုင်ရန်စီစဉ်ပြင်ဆင်ရနိုင်မည်တိုင်မီဆိုရင်လည်းပြက်ပြက်သားသားမတိုက်ဘူးဆိုရင်လည်းပြက်ပြက်သားသားတို့မှသာတိုင်မီအတွေ့လှုပ်တဲ့ဒီကိုစောစီးလီမြန်စွာလုံနိုင်ပြီသမတာကသူလို့တို့လို့ဇဝေဇဝါနှင်းဆုံးဖြတ်ခြင်းမြန်မြန်မချနိုင်မဲ ိုအချက်ကိုအသေးစိတ်စုံစမ်းပါဦးဒီကိစ္စကိုတည်တည်ချာချာမေးမြန်းပြီးအစီရင်ခံစာတင်ပါဦးစသဖြင့်အချိန်ဆွဲတော်နည်းဖြင့်ပြဿနာကို ရှောင်ရမ်းသို့မဟုတ်ဆုံးဖြတ်ချက်ချရမည့်တာဝန်ကိုရွှေ့ဆိုင်းရန်စူးစမ်းနေမည်ဆိုရင်အချိန်နောက်ကြသည်နှင့်အမျှတိုင်းမီအတွေ့ထိခိုက်နှစ်နာလာပေမည်ဘဝကနိရှိကြံမေးပုံကိုများသည့်၎င်းအဝေးမှအကဲခံတည်ရှိနေကြသည့်တိုင်းသူပြည်သားများသည့်၎င်း သူဤမပြတ်သားမရဲဝင့်မှုဆုံးဖြတ်ရန်တာဝန်ကိုခြေဝန်စွာထမ်းဆောင်နိုင်စွမ်းမရှိမှုတို့ကိုသိမြင်ကသူ့အားနိုင်ငံကောင်းဆောင်အဖြစ်အတိမတ်ပြုလိုစေများရော့ပါလာကြမည်ဖြစ်သည်အမေရိကန်ပြည်နာတမရဂျမီကာတာဒီ၎င်းအတိုင်းဖြစ်ခဲ့၏ဂျမီကာတာဒီစဉ်းစားတတ်သူဉာဏ်မျောမြင်ရှိသူတယောက်ဖြစ်ကလူအများလက်ခံ၏သို့တော့ကာတာဒီစဉ်းစားလုံးနေသည် စဉ်းစားတတ်သောလည်းမဆုံးဖြတ်တတ်သူဖြစ်နေသည်။အောင်မြင်မှာကိုမတွေးအရေးနိုင်မှာကိုသာ တွေးကြောက်နေသည်။အီရန်ပြည်ရှိအမေရိကန်တန်ယုံကိုအီရန်သားတို့တင်ပိုက်ကတန်ယုံဝန်ထမ်းများအားတရားခံလုပ်ထားသည့်အရေးကြီးကိစ္စကြီးတွင်ကာသာသည် လုံးဝဆုံးဖြတ်မပေးနိုင်ဖြစ်ခဲ့သည်။တဖက်တွင်နဇာကန်တို့၏အသက်ဘေးကရှိနေပြီးတဖက်တွင်အမေရိကန်တို့တိုက်ခါကြမည်အရေးရှိနေသည် ကာတာဒီတခုခုကိုမရွေးချယ်ရဲ့မိသည်တခုကိုမျှလည်းမစွန့်လို့ရဲ့ခြေုံချတော့ဖြင့်အချိန်ဆွဲနေသည့်ရစ်ပေါင်းများစွာသောကာလအတွင်းသူ့အပေါ်တိုင်းမီယုံကြည်မှုများကြဆင်းသွားတကယ်သူသူကိုယ်တိုင်လည်းစိတ်ဆင်းရဲခြင်းကြီးစွာခံစားခဲ့ရသည်လေးနှစ်မြတော့သမရသက်တမ်းဒီကာတာအားလေးနှစ်စာမကအိုမင်းစီခဲ့သည်ဆုံးဖြတ်ချက်ကြောင့် ဖြစ်လာနိုင်သည့်မှားယွင်းမှုဒဏ်ကိုရှောင်ရင်းဆုံးဖြတ်ချက်မချနိုင်ခြင်းဒဏ်ကိုသူခံသွားရခြင်းဖြစ်သည်အလုံးလုံးလူသူဒီမှန်တာတွေလုံမိတကယ်သူမှားတာတွေလည်းလုံမိနိုင်သို့တော်မှားတာလုံမိရင်လည်းမှားမှန်းတည်တည်နှင်းတပြိုင်နက်ပြင်ဆင်လုတ်ကင်ကအမှန်သူရောက်သွားနိုင်စဉ်းစားဉဏ်မခေါမသောအလုံးလုံးသူဖြစ်ကအမှားနဲ့အမှန်ထေသည့်အခါအမှန်ဘက်ကကဲနေမိတာဖြစ်၏ သို့သောအလုပ်တစ်ခုကိုတာဝန်ယူထားလျင်ဘာမှမလုပ်ဖဲနေရင်ကသူ့ထက်မှားယွင်းတော်သူမရှိတော့ပေ။ဂျင်မီကာနာသည်ရင်မှန်းချက်ကြီးကြီးဖြင့်စ조사အားထုတ်ကတိုင်းပြည်အမြင့်ဆုံးယာရုကိုရရှိခဲ့တော်လဲထိုယာရုကတောင်းဆိုသောပြက်သားစွာဆုံးဖြတ်နိုင်မှုစွမ်းအားမရှိသဖြင့်တက်တန်းတစ်ကြိမ်အပြီးမှာပင်အည်အချင်းနေပါတော့သမရမအောင်မြင်တော့သမရဘဝဖြင့်ဏီကုံချုပ်သွားခဲ့ရသည် ပြက်သားသူသာခေါင်းဆောင်မပြက်သားသောသူဒီခေါင်းဆောင်မဖြစ်နိုင်ဉာဏ်အမျော်မြင်နဲ့စဉ်းစားဆင်ခြင်ကပြက်ပြက်သားသားဆုံးဖြတ်၍ရဲရဲဝံ့ဝံ့ဆောင်ရွက်သူသာခေါင်းဆောင်ကောင်းဖြစ်လာနိုင်ပြမမြန်မာနိုင်ငံတော်ကြီးကို ထူထောင်ခဲ့သောအနောယထာမင်းအကြောင်းဖတ်ရှုကြည်လင်သူလို့ဆရာရှိသည်ကိုမတွန့်မယွန့်ပြတ်သားစွာလုတ်ကင်တတ်သူဖြစ်ကြောင်းအထင်ရှားတွေ့နိုင်၏။ဘိုးချုပ်အောင်ဆိုင်၏မိန်ကွန်းများကိုနားထောင်ရင်း ူဤရဲဝံပြတ်သားမှုကို ရှင်းရှင်းကြီးမြင်ရမည်ဖြစ်၏မပြတ်သားမရဲဝံသူတို့မှမိမိတွေ့ဝေငင်းမောနေစဉ်ရဲရဲတင်းတင်းထလို့၍အောင်မြင်ကြီးပွားသွားကြသူများကိုကြည်ကားစိတ်မချမ်းမသာဖြင့်ဘဝတက်တန်းကိုကုန်လွန်ရစမြဲဖြစ်သည်ရဲဝံသူတို့ကနှစ်ခုတွင်တစ်ခုကိုရွေးချယ်ကတေမီကြီးရှင်ရွှေထီးစိတ်တတ်ဖြင့်ကြကုတ်ကြခဲလောက်ကင်သွားကြမြဲဖြစ်ပေသည် ။နောင်ရိုးတိုက်ပွဲတွင်ဘရင်နောင်သည်ဖောင်များကိုမိရှုဖြစ်စည်းခြင်းဖြင့်စုံနှန်းနှင့်တင်လန်းနှစ်ခုအနည်းတင်လန်းတစ်ခုတည်းသာကြန့်ရှိစေကာမိမိစစ်သည်များအားမိမိနီးသူပြတ်သားသွားစေခြင်းဖြင့်ရဲဝံ့ပြောင်မြောက်စွာတိုက်ခတ်ရင်းအောင်မန်းကိုစုကူးစေခဲ့သည် ရှေးရောမသမိုင်းကို ကြည်လင်လဲနောက်မဆုံးတန်းဟူသောဘယင်နောင်စေတံမျိုးဖြင့်မိမိတို့ကြော်ဖြတ်ခဲ့ပြီးသည့်မြကူတရာကိုမိရှို့ဖြစ်စီပစ်တတ်သည့်သူရဲကောင်းစစ်သူကြီးတို့အကြောင်းဖတ်ရှုရမည်ဖြစ်၏ထို့ကြောင့်ထူးချုံပြောင်ပြောင်သောပုဂ္ဂိုလ်တယောက်ဖြစ်လို့လင်ပြက်ပြက်သားသားလောက်တတ်သည့်အလေးထားမွေးမြူပါဟု တိုက်တွန်းလိုသည်ပြက်တနာကိုစနစ်တကျစူးစမ်းလေ့လာခြင်းစူးစီးရရှိသော အချက်လက်များကို တေချာစွာသုံးသက်ဆင်ခြင်ခြင်းထို့နောက်တိကျပြတ်သားစွာဆုံးဖြတ်၍ဆုံးဖြတ်ချက်အတိုင်းမဆုံးမနှင့်လောက်ကင်ခြင်းတို့ဖြင့်တဖြည်းဖြည်းအများလေးစားခံရသူခေါင်းဆောင်နေရာကိုရသူတူဖြစ်လာနိုင်ပါသည်ပြတ်သားသူလင်ကွန်အမေရိကန်သမ္မတအေဗရာဟလင်ကွန်ဆိုလျင် သဘောထားကြီးသူစိတ်နှလုံးသိမ်မွေ့သူတီးခံခွင့်လွတ်တတ်သူတူအဖြစ်သာမြင်တတ်ကြ၏ ရဲဝံပြတ်သားသူတို့အဖြစ်သူ့ကိုတတိပြုမိနေမရှိကြ။စစ်စစ်လင်ကွန်ဒီအမေရိကန်ပြည်ထောင်စုဤတမိုင်းတလျှောက်နိုင်ငံရေးမုံတိုင်းအပြင်းထန်ဆုံးချိန်တွင်အကြီးအကဲတာဝန်ယူခဲ့ရသူဖြစ်သည်။မြောက်ပိုင်းသားနှင့်တောင်ပိုင်းသားတို့အကြီးကျယ်စိတ်ဝမ်းကွဲကပြည်ထောင်စုကြီးနှစ်ပိုင်းကွဲတော်မလောက်အာဃာတကြီးမားနေကြသည့်ကာလမျိုးတွင် နိုင်ငံကိုသူထိမ့်သိမ်းဆောက်ရှောက်ခဲ့ရသည် ထို့ပြင်ထိမနိုင်သိမရပြည်တွင်းစစ်ကြီးဖြစ်ကြပြီးဆိုသောအခါ၌လည်းပြည်တော်စုတံများဤဒေနာပတိချုပ်ဖြင့်ဆက်ပွဲအနိုင်ရသည့်အထိလေးနှစ်ကြာမြာဦးဆောင်ဆင်နွှဲခဲ့ရသည်သူလာတာဝန်ကြီးလေးသည့်တမနာမရှိခဲ့တိုင်းမီ၌ပြဒနာတွေအလွန်မင်းကြီးမားနေစဉ်သူအားပုဂ္ဂိုလ်ရေးထွန်းတဲ့တိုက်ခိုက်မှုများကလည်းပြင်းထန်နေသည်ဒီမုံတိုင်းတံတွေကိုသူကြံ့ကြံ့ခံနိုင်ခဲ့သည် သူ့မှာခိုင်ခံ့တည်တည်သော နိုင်ငံရေးအယူဆများရှိသည် လူမှုရေးရာ ကိုချင်းတရားဆိုင်ရာတို့နှင့်ပတ်သက်၍လည်းတိကျပြတ်သားသောစံသတ်မှတ်ချက်များရှိသည် သို့တော်သူသည်တရားသမားတော့မဟုတ်စာအုပ်ကြီးတိုင်းတတဝေမသိမ်းလောက်တဲ့သူမျိုးလည်းမဟုတ်သူသည်လက်တွေ့ပတ်ဝန်းကျင်အနေထားကိုမျက်ခြေမပြတ်အခက်ခတ်တတ်သူဖြစ်သည် ကိစ္စတစ်ခုကိုတဘာဝကြမကြစဉ်းစားတတ်သူလည်းဖြစ်သည်ထို့ပြင်သူမှာဟာတဉဏ်လည်းရှိသည်ဟာတနှင့်တေဒီဝါဒတွဲဖက်မနေနိုင်ပေယနေ့ခေတ်အမေရိကန်သမ္မတများမှ policy ကျွမ်းကျင်သူများလူမှုဆက်သွယ်ရေးပါရဂူများစန့်ကျင်ပင်အဖွဲ့အစည်းများနှင့်မဟာမိတ်အဖွဲ့အစည်းများ၏သဘောဆန္ဒကိုတီးခေါက်သုံးသပ်ပေးသူများ သမရာဤလုပ်ငန်းတာဝန်ရရက်ကို အသေးစိတ်ခွဲခြမ်းစိတ်ဖြာကကိုစီကိုငါတာဝန်ခွဲဝေယူကြမည်ဘျူရိုကရက်အရာရှိအဆင့်ဆင့်များဖြင့်ထူထပ်ပိညာကတခါတရံကိုသဘောဆန္ဒအစစ်မှန်ဆိုဒီမှာဘာမှန်းမင်မသိကိုပြောလိုက်သည့်စကားတည်လဲဘသူစကားမှန်းမသိဆိုတော့အခြေအနေမျိုး၌ရှိနေတတ်သည်လင်ကွန်က၎င်းတို့နှင့်အနေထားချင်းတခြားစီဖြစ်သည် ။ "तू อ่ะကိုကိုကိုပိုင်သူ ကိုတဘောကိုဆန္ဒနဲ့အလုံးလုံးတတ်သူဖြစ်သည်။"မေကန်ပြည်တွင်လူ6သိန်းကျော်တည်ဆုံးသည့်ပြည်တွင်းစစ်ကြီးဆွံ့နှဲနေရစဉ်ကာလသမရလင်းကွင်းလက်အောက်၌အတွင်ရေမှု၃ရောက်သာရှိသည်။နိုင်ငံရေးပြဿနာစီပြဒနာရီမိမြများတော်လဲအများပြည်သူစန္ဒာစိုးဒီကိုဘာတကူတွေနဲ့လွှဲမထား နိုင်ငံသားများနဲ့တွေ့ကြေးတီးခြားသတ်မှတ်ထားပြီးလူအလွတ်အသီးသီးနေမြေသီးသီးမှပုံကိုမျိုးမျိုးတို့ဤဟောကြားချက်ပြောကြားချက်များကိုနားထောင်က လူလူ၏သဘောဆန္ဒကို ကိုယ်တိုင်စူးစမ်းရသူသည်စီမံခန့်ခွဲရသည့်ကိစ္စမျိုးတွင်လည်းအောက်လူများကိုကြည်အာမကူအစင်မပြေတာတွေ့ရင် ကိုယ်တိုင်ဝင်ရောက်စက်မှန်လောက်ကိုင်းသည်ဥပမာပြည်တွင်းစစ်ကြီးနာ ပြည်တော်စုအစိုးရတပ်များ အနိုင်ရရေးတွင် ပုံမူထိရောက်သောဆက်လက်နေပစ္စည်းများတက်ဆင်သုံးဆွဲနိုင်ရည်သည်ရည်ကြီးသောအချစ်တရဖြစ်သည်ဟုယုံကြည်သည်သို့သောဆက်လက်နေပစ္စည်းရေးရာတောင်းကန်ဖြင့်ခန့်အပ်ထားသူကပစ္စည်းကရိယာအသက်တည်ထွင်မှုဘက်တွင် စိတ်ဝင်စားသည့်ရှေးယိုဆွဲသမားဖြစ်နေသည်ဒီခါလင်ကွန်းက သူ့ကိုညွှန်ကြားမနေဘဲလက်နက်ပါရဂူများနှင့်ကိုယ်တိုင်တွေ့ဆုံဆွေးနွေးတိုင်ပင်ကစုံနေနိုင်ဖြင့်စေတနာ ောက်ကွဲကြီးစားသည့်ပစ္စည်းတွေများတီထွင်ထုတ်လုပ်ဖြစ်အောင်ကြည်ကြံဆောင်ရွက်သည်တခါတရံအချို့သောတနတ်များကို ကိုယ်တိုင်လက်နဲ့ဘာလုပ်ကူများနဲ့အတူစမ်းသပ်ပြက်ခတ်မှုများပြုလုပ်ခြင်းဖြင့်လည်းတီထွင်သူများပို၍စိတ်အားထက်သန်အောင်အားပေးတတ်သည်အရေးကြီးသည့်ဆုံးဖြတ်ချက်များချမှတ်ရသည့်အခါမျိုးတွင်လင်ကုန်းသည် ပါရဂူရိုထံမှရသမျှကြံဉာဏ်ကိုလည်းယူသည်တစ်ဆိုင်ရာစာအုပ်စာတမ်းများအစီရင်ခံစာများကိုလည်းဖတ်သည် သို့တော်ချက်ချင်းမဆုံးဖြန့်ဒီအချက်လက်အတွက်တွေနဲ့သူ့မှာမူလရှိပြီးသားအချက်လက်များ သူ့ယူဆသူ့မူဝါဒများသူ့ခေါင်းထဲမှာအေးအေးဆေးဆေးအချိန်ယူနှီးနှောကြညှိနှိုင်းပေါင်းဆက်ကြစီသည်ဒီနောက်တွင်မှသူ့ထံ၌ဆုံးဖြတ်ချက်တရံကြောင်းလာသည် ဆုံးဖြတ်ချက်ချပြီးပြီဆိုရင်တော့တော်ယုံနှင့်ပြင်ဆင်ပြောင်းလဲမည်မဟုတ်တော့ ဒီကအဖြစ်တော့သူကခက်ခဲသောနိုင်ငံရေးပြဿနာများကိုတရားမျှတမှုရှိမရှိအများဆန္ဒနှင့်လက်ညှိုးညီထွေဖြစ်မဖြစ်ဟူသောအချက်များနှင့်အပြစ်သက်ချိန်ထိုးဆုံးဖြတ်လေရှိသည် အများဆန္ဒနှင့်တရားမျှတမှုရှင်ပြိုင်နာလျင်တရားမျှတမှုကို သူ့ရွေးချယ်သည်ဥပမာဒီမိုကရေစီနိုင်ငံဟုဆိုသောအမေရိကန်ပြည်တွင် ငွေဝယ်ကျွန်စနစ်ရှိနေခြင်းသည်မမှန်ကန်လူမြင်မကဒီမိုကရေစီသမားတို့၏တန်းတူညီမျှရေးကြွကြော်တန်းကိုတယောလောင်ပြောင်းသလိုဖြစ်နေသည်ကျွန်စနစ်ကိုဒီတိုင်းမီမှပြက်ပြက်သားသားဖဲ့ရှားပြရမည်ဟုသူယုံကြည်သည်ဤဒီမှာသူ၏နိုင်ငံရေးမူဝါဒလည်းဖြစ်လူမှုကျင့်ဝတ်ဆိုင်ရာမူဝါဒလည်းဖြစ်သည် သို့တော်ဒီဝါရသည်ကျွန်းစနစ်ပေါ်၌စီးဝါး၏အဆောက်အုံတည်ထားလိုသည့်အမေရိကန်တောင်ပိုင်းသားတို့နှင့်ထိတ်တိုက်တွေ့ခဲ့သည်ဒီလိုဝါရမျိုးရှိသည့်လင်ကွန်းသမရဖြစ်လာခြင်းကိုသူတို့မကြည်နဲ့ကျွန်းစနစ်ဖြစ်သိရေးကြွေးကြော်လာခြင်းကို သူတို့လက်မခံနိုင်ထို့ကြောင့်တောင်ပိုင်းပြည်နယ်ခုနှစ်ခုနှိမ့်နိုင်ကပြည်တော်စုမှခွဲထည့်ရန်စူးစမ်းသည်ဤဒီမှာဘို့ဆိုးရကိုပြောင်းစင်ခေါ်လိုက်ခြင်းဖြစ်သည် လင်ကွန်းကလည်းပြတ်သားစွာပင်တုံ့ပြန်သည်ပြည်တော်စုမှနှုတ်ထွက်ခြင်းသည်ဥပဒေချိုးဖောက်ခြင်းဖြစ်ကြောင်းကြေညာပြီးထိရောက်စွာသာစီသည်တောင်ပိုင်းပြည်နယ်များအသားကြီးမလိုက်နာပဲလက်နက်ကင်တော်လန်ပုံကံညသဖြင့်ပြည်တွင်းစစ်ကြီးဖြစ်ရလေသည်ဒီမိုကရေစီနိုင်ငံပေါ်မှာမွေးဝဲကျွန်စနစ်ဖယ်ရှားရေးကိုပြက်ပြက်တားတားဆောင်ရွက်ခဲ့သောလင်ကွန်းသည်ပြည်တွင်းဆက်အောင်နိုင်ရေးအတွက်လှုပ်တဲ့လှုပ်ထိုက်သည့်မှန်သမျှကိုလည်း ရဲရဲဝံ့ဝံ့မင်းဆက်လုပ်သည်ဒီအတွေ့တောင်ပိုင်းသားတို့၏မုံနှီးမှုကိုခံရပြီးသူ့အသက်ကိုပင်ပေးခဲ့ရသည်သို့တော်ရာဇဝင်နိုင်မှုလင်ကွန်းသည်အမေရိကန်ပြည်ကြီးပြိုကွဲပစ္စည်းမသွားအောင်ထိန်းသိမ်းနိုင်ခဲ့သူတိုင်းပြည်ကိုချစ်သည်ညှိုးနှိုင်းစေသော ကျွန်းစနစ်ကြီးအမေရိကန်မျိုးပေါ်မှပျောက်ကွယ်အောင်ဖယ်ရှားနိုင်ခဲ့သူအဖြစ်မှတ်တမ်းတင်ခြင်းခံခဲ့ရသည် ရောင်ပြတ်သားစွာ ဆုံးဖြတ်ဆောင်ရွက်တတ်သောစွမ်းရည်ကြောင့်လင်ကွန်းသည်အမေရိကန်သမိုင်းတွင် အထင်ရှားဆုံးသမ္မတဖြစ်တဲ့ကဲ့သို့ကဘာကလီစာရသည်ဇန်နမူနာပြပုံကူတူတည်းဖြစ်ခဲ့ပေသည်ဆေးစုတင်ပါတယ်ရှင်ဒီတစ်ခါတော့ကျမရဲ့စာဖတ်ပြတာလေးကိုစိတ်နှစ်သိရင်လက်မလေးထောင်းနေပြီးအကျင့်ပေးစီရရှင် comment လေးမှာရေးခဲ့ပေးပါအောင်လို့မတားရခံချင်ပါတယ်ကျေးဇူးတင်ပါတယ်ရှင်